င်းရွေနေနေမွေးသူအားလုံးမင်္ဂလာပါ2025နိုဝင်ဘာလ22ရက်နေ့ကနေနိုဝင်ဘာ30တွင်တည်ရှိနေတဲ့ကာလဟာထူးခြားသောကံပြောင်းလဲတဲ့တွေ့တဲ့မှုအနှစ်သာရကိုရမယ်ခရီးကံကောင်းမယ်လူမျိုးပဲချိုးပေးမယ်အမေဖွားတို့ကြမ်းမကြီးချူကြမယ်ခြံကားခန့်ကိစ္စပြောင်းလဲမှုတွေအတွက်ဆောင်ရွက်ဆင်ပြေနိုင်တဲ့ ပထမပဲသွားလိုက်တဲ့ခီးကကိုယ်အတွက်ကျိုးပေးမယ်။ရပိုင်ခွင့်နဲ့လက်ဝဲပြန်လဲတောင်းဆိုရရှိခြင်းနဲ့ကောင်းသောကံကြမ္မာဆင့်ဆင့်ဖြစ်ပေါ်ခြင်းကိုကြောင်းမယ်။၂၂နှစ်မှာရံများမယ်တိုက်ခံများမယ်မတော်တဆအငြိကိုလည်းအထူးပြုပြီးတော့ကျူးဆက်ရမှာဖြစ်ပါတယ်။အဓိကအနောက်ရက်ကိုတည်သွားစေအနေရှိတဲ့နေတနိုင်ခွဲနေ့ညနေ၃နာရီအတွင်းအသွာလာနေထိုင်ကိုတော့အထူးပြုကျူးဆက်ရမယ်နေထားရှိတယ်။ 23ရက်နေ့မှာတော့ရန်အားလုံးကိုကြော်ပြီးတော့ကောင်းချင်းကံကျမရဲ့အနေထားကောင်းကိုကြုံတယ်ငွေချေးကံကောင်းချင်းလက်ဖွင့်ချင်းကိုကြုံမယ်22ရက်နေ့မှာထူးခြားတဲ့ကံပွင့်ချင်းနဲ့အလိုပြည့်စုံချင်းတွေရှိတယ်အဲဒီနေ့မှာအတိုက်ခံတဲ့ကြုံပြီးမှအလိုပြည့်စုံချင်းကိုလည်းပြန်လည်ရရှိမယ်အဲဒီနေ့မှာ ကောင်းစီကောင်းလျှော်ပြုရင်ထူးခြားသောကံကောင်းချင်းနဲ့အကြီးအကဲဖြစ်ထွန်းခြင်းနေရာအနေထားကိုရမယ်လို့ဆိုလို့ရှိတယ် 23ရက်နေ့မှာရံပတိပက္ခတိကိုဖြည့်ရှင်းနိုင်မယ်အတိုက်ခံကြမှာတိုးတက်မယ်24ရက်နေ့မှာရံတိုက်ခံနေများတယ်အနောက်ဆက်တွေရှိတယ်အဲ့ဒီမှာကောင်းစေကောင်းလျှော်ပြုရယ်ဖုံးကန်ကြည့်တယ်ထူးခြားတဲ့ကံကောင်းခြင်းကိုလည်းကြုံမယ်25ရက်နေ့ကတော့ရည်မှန်းချက်အောင်မြင်ခြင်းကံကောင်းခြင်းတိုးတက်ခြင်းနဲ့အလိုပြည့်စုံခြင်းတွေရှိတယ် အဲ့ဒီနေ့မှာခေါင်းစည်းခေါင်းချုပ်ပြည့်ရဲ့လဲထူကြတဲ့ကံကောင်းခြင်းကိုရနိုင်တယ်26ရက်နေ့မှာရပယ်ခွင်နေပြင်ရမယ်ယတ္တနာတိပြန်လဲစတင်နိုင်တယ်တဏသိတိနှက်ကစမ်းရှင်တဲ့နေ့တစ်ခုဖြစ်တယ်29ရက်နေ့မှာလဲတဏသိတိနှက်ကစမ်းရှင်ပြီးတိုးတက်တဲ့အပြင်လက်ပွင့်ကံပွင့်ခြင်းနဲ့အရာရာဆင်ပြေခြင်းတွေကိုထင်ရှားစွာတွေ့ရတယ် ဒီရက်ဒီမှာကိုလုံးတဲ့ကိန်းတဲ့ကိစ္စတွေအောင်မြင်မယ်။28ရက်နေ့မှာအလုတ်စီးပွားတိုးတက်ခြင်းနဲ့ရှင်ပြိုင်မှုအောင်မြင်ခြင်းကိုရနိုင်တယ်။ကောင်းစေးမင်္ဂလာရက်ကောင်းမြတ်မြတ်လည်းဖြစ်တယ်။29ရက်နေ့မှာရံပတိပက္ခိုင်နဲ့ထိတဲ့တွေ့မယ်။အတိုက်ခံကြုံပြီးမှအတူရှိရပြည့်စုံမယ်။30ရက်နေ့ကတော့စေရေးချမ်းသာခြင်းဘဝတိုးတက်ခြင်းကံမြမခြင်းတွေရဲ့ကောင်းသောကျိုးဆက်ဖြစ်ထွန်းမှုတွေကိုကြုံတွေ့ရမှာဖြစ်ပါလေ။ ဇာတာပတိနေဗုဒ္ဓနေစနေနေဘွေသူတွေကောင်းကျိုးပေးပြီးတော့တနေ့ကနေတနေ့လဘွေသူတွေဒုက္ခပေးတတ်တယ်။နေခုံကိုကနန်းနေကို အကျိုးပေးတဲ့ကနန်းနေဖြစ်သုံးဆွဲနိုင်တယ်။အစေးရောင်ပြာရောင်မိခိုးရောင်တို့ကိုအကျိုးပေးတဲ့ရောင်နေဖြစ်ဝိစဉ်သုံးဆွဲနိုင်ပါတယ်။အဖြူရောင်ပန်းမွေးတို့ကိုဖရာပူဇော်ပြီးလိုရာဆုတောင်းမှာဆုတောင်းပြပါမယ်။ကျေးဇူးတင်ပါတယ်။တနေ့လနေ့ဘွေသူအားလုံးမင်္ဂလာပါ။ 2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့ကနေ30ရက်နေ့ဒေါ်တွင်ကာလမှာမိမိအတွက်ကြီးမားချက်သစ်တွေရွေးချက်သစ်တွေကိုလောက်ကံပြောင်းမြင်သလိုငွေကြေးကကောင်းမယ်တခါမှမလုပ်ဘူးသေးတဲ့လူတွေလည်းလောက်ကံမယ်လက်ပွင့်မယ်ရပိုင်ခွင့်တွေပြန်ရမယ်လုပ်ငန်းခွင့်ကသူတွေအလုပ်စစ်တိုးတက်မယ်စီးပွားရှာသူတွေမှာလက်ပွင့်ကပွင့်ခြင်းနဲ့လိုရာပြည့်စုံခြင်းကိုကြုံမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလောက်ကံခြင်းတို့ရဲ့ ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမယ်။ကိုယ်ပိုင်ယက်တီချက်နဲ့လောကန်ချင်းတို့ရဲ့အနှစ်သာရကောင်းကိုကြုံမယ်။အတတ်ပညာနဲ့ဘဝတိုးတက်မှုတွေရဲ့နှစ်သာရကိုလည်းရရှိမှာ ဖြစ်ပါလေ။20ရက်နေ့အဲဒီနေ့မှာလက်ကောင်းတဲ့ကံကောင်းတဲ့စီဝါကံတလန်ဖွဲ့နေတဲ့မဟာယကျန်းနဲ့တိုက်တော့မတော်တဆဒီကံကံနေရကိုတော့အထူးပြုပြီးကူးဆက်ရမယ်။လူရှိရောက်သူခီးသွားတာမပြုတ်ပါနဲ့။အဲဒီနေ့မှာအသွာလာနေတဲ့ဂိယုဆက်ရမှာဖြစ်ပါလေ။နောက်ရက်ကုန်တီသွားစရာနေရှိတဲ့ နေ့တနင်္ဂနွေနဲ့ညနေ3နာရီတွင်သွားလာကြည့်ဆက်ရမယ်။23ရက်နေ့မှာတော့ထူးခြားတဲ့ကံကောင်းခြင်းတွေရှိလင့်ကစားအတိုက်ခံတဲ့ဂျုံပြီးမှအလိုပြည့်စုံခြင်းနဲ့တိုးတက်ခြင်းကိုကြုံမယ်။24ရက်နေ့မှာရပိုင်ခွင့်တွေပြောင်းလဲရရှိမယ်။အရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်။24ရက်နေ့မှာငွေကြေးကိစ္စပြောဆိုမှုဆင်ပြေမယ်။အတိုက်ခံကြတာတိုးတက်မယ်။25ရက်နေ့မှာစီးပွားကံလုပ်ငန်းကံကောင်းမယ်။ရန်တိုက်ခံနေကြတဲ့ဖြတ်သန်းပြီးလူရှိရာစန္ဒကို ပေါ်ထုတ်နိုင်တဲ့ငွေကြေးပြန်ထူးထူးခြားခြားကောင်းတယ်26ရက်နေ့မှာအတိုက်ခံနေကြတဲ့ထိုးပေါက်ပြီးတိုးတက်မယ်သူတမားနဲ့မတူတဲ့ရှုထောင့်နေရာနေလောက်ကင်ကျိုးပေးမယ်29ရက်နေ့မှာလက်ပွင့်ချင်းကံပွင့်ချင်းရတ်တန့်တဲ့လုပ်တွေလောက်ကင်ရခြင်းနေကြုံမယ်28ရက်နေ့ကတော့အလုံးစုံကံမြင်မှခြင်းနဲ့ရှင်မန်းချက်စစ်တို့ကိုလက်တွေ့ကောင်းတဲ့ဖော်ရန်အတွက်ကောင်းတဲ့ရက်တစ်ခုဖြစ်တဲ့30ရက်နေ့မှာငွေကြေးလက်လာပတ်ရေးရကံကြမ္မာဖျားဖျားကောင်းစွာတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရရှိပါမယ်။ တနင်္လာနေ့ကနေ့ကြာသာပတိနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့မွေးတဲ့သူတွေကြောင့်စိတ်နှောက်ရှက်တွေဖြစ်တဲ့တဲ့သောကြနေမွေးသူတွေကိုဒုက္ခပေးတတ်တယ်ဒီကာလအတော်တွင်းမှာရှစ်ခုံကိုကနန်းတွေကိုအကျိုးပေးတဲ့ကနန်းတွေဖြစ်သုံးဆွဲနိုင်တယ်အ내ရောက်အပြာရင်ရောက်နေပြောင်တို့ကိုသုံးပြီးလို့ရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်ဒီကာလအတွင်းမှာနိုဝင်ဘာလ22 24 25 28ရက်နေ့တွေမှာ ခေါင်းစည်းခေါင်းလျှော်ပြုရင်အင်မတန်ကောင်းတဲ့နှစ်ဆရာရက်ကိုရွေးပြီးတော့ခေါင်းစည်းမင်္ဂလာဆောင်ရွက်ပါဖုံးကန်ကြီးချင်းအကြီးကဲဖြစ်ချင်းမြန်မာသောအနေထားသို့ရောက်ရှိခြင်းကိုကြုံမယ်ဒီအပြင်နိုဝင်ဘာလ26 29နှစ်ရက်ဆက်တိုက်ဒနာသီတိနဂတ်စမ်းရှင်နဲ့ဝေကြီးကိစ္စတွေရက်ဒီမှာပြောဆိုလုပ်ခဲ့လက်ဖွင့်ခြင်းကိစ္စဆောင်ရွက်ပါတူတူခြားခြားကောင်းခြင်းတွေရရှိပါမယ်ကျေးဇူးတင်ပါတယ်ငံနေ့မွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်နိုဗင်ဘာလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာမိကောင်းဆွေကောင်းထောက်ကူရမယ်။ရည်ရွယ်ချက်အောင်မြင်မယ်။အခက်အခဲလုံးကိုကျော်လွှားနိုင်တယ်။ငွေကြေးကံ၊လုပ်ငန်းကံ၊စီးပွားကံတိုးတက်မှုနဲ့အလိုပြည့်စုံမှုတွေအတွက်ကောင်းသောနေထိုင်နဲ့တိုးတက်တဲ့ကံပေါ်မယ်။အမျိုးသမီးမိတ်ဆွေကြီးကဲတူထံမှာကူညီရမယ်။928,000အမြတ်တာအလုံးစုံရဲ့ကောင်းခြင်းကံနဲ့ကျိုးပေးခြင်းကံတွေရှိမယ်။ကိုယ်ပိုင်ယက်တီခြင်းနဲ့ဘဝတိုးတက်မှုတွေရဲ့ ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုကိုရှိမယ်မိမိလိုလားချက်နဲ့ရည်ရွယ်ချက်တွေကိုရှေ့တိုးလုပ်ကံပြီးတော့တာမန်တဲ့မြင့်တဲ့နေထားနဲ့တိုးတက်တဲ့ကံတွေကိုပေါ်ထုတ်နိုင်တယ်အထူးတလည်းကောင်းသောနေထားနဲ့တိုးတက်တဲ့ကံတွေပေါ်ပေါက်ပြီးတော့ဘဝရည်မှန်းချက်အောင်မြင်ခြင်းအလုံးစံနာပြည့်စုံခြင်းနဲ့ကံမြမမှုတွေတစ်ခုပြီးတစ်ခုဖြစ်တည်ကြိုးပေးတဲ့အစင်းမြင့်တဲ့ဘဝတလန်းတွေကိုဖဏိနိုင်တဲ့နေထားကိုရောက်ရှိတယ်၂၀နှစ်နေမှာမတော်တဆထိခိုက်မှန်တွေရောကျူးဆက်ရမယ် အလုံးနေထားတဲ့ဘဝနေထားတွေကောင်းတယ်အဲ့ဒီမှာအနောက်ရက်ကိုတည်သွားစရာနေရှိတတ်တယ်နေခင်တနိုင်ခွဲနဲ့ညနေ3နိုင်တွင်သွားလာကြည့်ဆက်ရမှာပါ23ရက်နေ့မှာတော့မိကောင်းဆွေကောင်းထောက်ကူတွေရမယ်ရက်တန်တဲ့လုပ်တွေအစဉ်ပြေမဲ့တရဖူရုပ်ပုံပါတဲ့ပစ္စည်းလေးရရင်တော့လက်အမှန်တန်ကောင်းတယ်24ရက်နေ့မှာအမျိုးသမီးမိတ်ဆွေကြီးကဲတူးထံမှနေကိုယ်ထံကောင်းသောအကျိုးဆက်ရမယ်ဝေးကွာနေတဲ့သူတွေနဲ့လည်းပြန်လည်ဆုံစည်းနိုင်တဲ့ကံရှိတယ် 25ရက်နေ့မှာထူးခြားတဲ့လက်ဆောင်တွေရတဲ့ဂမ်ဘီယာဆန်တဲ့ပစ္စည်းလေးတွေတွေ့တဲ့အဲဒီနေ့မှာအိမ်မက်ရဲ့တွေ့ရင်ထင်ရင်ထူးမှန်တတ်တဲ့26ရက်နေ့မှာတော့ငွေကြေးကံကောင်းမယ်သီးသန့်နေလို့စိပြင်းထန်နေမယ်အဲဒီနေ့မှာတကိုယ်တော်လုတ်တဲ့ကိစ္စတွေကလည်းထူးထူးခြားခြားအောင်မြင်လာနိုင်မယ်29ရက်နေ့မှာပြဿနာဟောင်းတွေဖြေရှင်းနိုင်နိုင်မယ်ရံပတိပက္ခအားလုံးကိုဖြေရှင်းပြီးအစီပြေသောနေထားကိုရောက်ရှိမယ်28ရက်နေ့မှာသူတစ်ပါးနာရေးကိစ္စလိမ့်လံကူညီရမယ်ငိုရိုသူတွေကို တွေ့တတ်တယ်၊ကူညီပေးရတတ်တယ်။နှစ်ဆက်ကိုရက်နေ့မှာဒပြိုင်တည်းတည်းတစ်ခုတည်းမကတဲ့တို့တွေကိုလုတ်ပြီးတော့အောင်မြင်ချိုးပေးခြင်းတွေကိုကြုံမယ်။30ရက်နေ့မှာမထင်မှတ်ထားဘဲနဲ့ကိုဆောင်ရွက်လိုက်တဲ့ကိစ္စတွေကနေကောင်းသောကျိုးဆက်တွေကိုရမယ်။တပတ်တာကာလအတွင်းမှာတနေ့လာနေ့သောကြံနေငါနေ့မွေးသူတွေကောင်းချိုးပေးတယ်။ကြာသပတေးနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။369ကနန်းနေချိုးပေးတယ်။အပြာရောင်ညောင်ချက်သွေးရောင်တို့ကိုဝတ်ပြီး အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်ပါတယ်ဒီတပတ်တာကာလအတွင်းမှာနိုဝင်ဘာလ22ရက်နေ့24ရက်နေ့28ရက်နေ့တွေမှာခေါင်းစည်းခေါင်းလျှော်ပြုပေးပါထူးခြားစွာကောင်းခြင်းကံနဲ့ကျက်စီတိုးခြင်းဖုံးကံကြီးခြင်းအကြီးကဲဖြစ်ထွန်းခြင်းတွေကိုကြုံတွေ့နိုင်ပါတယ်ဒီပြင်ဒီကာလအတွင်း26ရက်နေ့29ရက်နေ့2ရက်ဆက်တိုက်ဟာဒနာသီတိနကဆန်းရှင်ခြင်းရဲ့အနှစ်သာရကို ကြုံတွေ့နိုင်တဲ့နေထားရှိတယ်။ဒီရက်အတွင်းမှာနိုဝင်ဘာလ25ရက်နေ့မှာစပင်းပုံသဏ္ဍာန်ပြင်ချင်းစပင်းညှက်ချင်းပြုကထူးခြားတဲ့ဟန်သွင်းတဲ့ဥပဒိယုတ်ကိုရရှိနိုင်ကြောင်းပြင်ပြလိုပါတယ်။ကျေးဇူးတင်ပါတယ်။ဗုဒ္ဓနည်းမွေးသူအလုံးမင်္ဂလာပါ။2025နိုဝင်ဘာလ22ရက်နေ့နေ့30ရက်နေ့တောတွင်မှာအပြိုင်ဆိုင်အလုံးကိုကြော်လာပြီးတုတ်တယ်မယ်။ရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်။ ရှင်ပြန်မှုအောင်မြင်မယ်အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပေးမယ်အပြောင်းလဲနဲ့တိုးတက်မှုကံရှိမယ်ဥတီချက်စ်ကိုလက်တွေ့ကောင်းထဲဖော်နိုင်တယ်အခက်အခဲမြင်များရှိစရာလုံးကိုကြော်ပြီးတိုးတက်နိုင်တယ်20နှစ်နှစ်မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့တိုးတက်ခြင်းရှိမယ်သို့တော့မတော်တဆနဲ့ကျူးဆက်ရမယ်အနောက်ရကုန်တီသွားစရာနေရှိတဲ့နေကတနိုင်ခွဲနဲ့သုံးနိုင်အတွင်းသွားလာကျူးဆက်ရမယ်23ရက်နေ့က အထုတလည်းကောင်းတဲ့ရက်ဖြစ်ပြီးတော့အလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းရဲ့အနိစ္စတာကိုရမယ်24ရက်နေ့မှာငွေကြေးကံကောင်းမယ်မိကောင်းစိတ်ကောင်းထောက်ကူရမယ်ရှင်ပြန်မှုမှသမျှအောင်မြင်မယ်25ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးမယ်26ရက်နေ့မှာစိတ်ချမ်းသာမယ်မိကောင်းစိတ်ကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်29ရက်နေ့မှာခီးကိစ္စပြောင်းလဲကိစ္စတွေဆောင်ရွက်ဆင်ပြေမယ် 28ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းကိုကြုံမယ်29ရက်နေ့ဟာရံများမယ်ပြိုင်များမယ်အနောက်ဆက်တွေနဲ့ထိတိုက်တွေ့မယ်30ရက်နေ့မှာထူးခြားတဲ့ကောင်းခြင်းကံတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်ဒီကာလတော်တွင်းမှာတနင်္ဂနွေသောကြစနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာကြာသပတေးနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခုကိုကနံချိုးပေးတယ်အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုအချိုးပေးတဲ့ရောင်တွေဖြစ်သောဆွဲနိုင်ပါတယ် နိုဝင်ဘာလ22ရက်နေ့24ရက်နေ့25ရက်28ရက်အဲ့ဒီရက်တွေဟာကောင်းစေမင်္ဂလာ ရက်ကောင်းတွေဖြစ်တယ်။အဲ့ရက်တွေမှာကောင်းစေကောင်းလျှော်ပြုရင်အကြီးအကဲဖြစ်တယ်။ကောင်းခြင်းကံရှိမယ်ဖုံးကံရှိဝကြီးမမယ်ဆိုရဲယူဆရှိတယ်။ဒီလအတွင်းမှာဒနာသိတိနက္ခတ်စမ်းရှင်တာ2ရက်ဆက်တိုက်ပဲ။အဲ့နေ့ရက်က26ရက်29ရက်တွေဖြစ်တယ်။အဲ့ဒီဒီမှာငွေကြေးဆိုင်ရာလက်လာပါဆိုင်ရာကိစ္စတွေအတွက်ဆောင်ရွက်ရထူးခြားတဲ့ကြိုးကျစုတွေရပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်အသာပတိနေဝေသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာရန်တိုက်ခံများမယ်မတော်တဆတိကဲ့ဝင်နေဖြစ်တတ်တယ်လူယုံဒုက္ခပေးတတ်တယ်မူလစီစဉ်နာနဲ့လက်တွေ့ကွာဟမယ်လံခုလံပြတ်တတိထားပါရင်ကားနဲ့ပတ်သက်တဲ့အန္တရာယ်ဖြစ်တတ်တယ်နောက်တပါးသူကြောင့် မိမိစိတ်ဆန္ဒလိုလားချက်တွေကောင်းတယ်ဖွယ်တဲ့အခါမှာခက်ခဲခြင်းနှောင့်နှေးသွားခြင်းတွေရှိတတ်တယ်အထူးသဖြင့်မိတ်ဆွေရင်းနဲ့ကိုယ်ဒုက္ခပြတဲ့တော့သတိထားရမယ်နဆက်နေရနေ့မှာမတော်စရာနေကြည့်ဆက်ရမယ်အနောက်ရကုန်တည်သွားစေခြင်းရှိတတ်တယ်နေကတနိုင်ခွဲနဲ့သုံးနိုင်အတွင်းမှာသွားလာကျူဆယ်မယ်ညံများတဲ့နေ့ပဲ23ရက်နေ့ကတော့ထူးခြားစွာကောင်းခြင်းကံနဲ့ကျိုးပေးခြင်းကံတွေရှိတယ် 24ရက်နေ့မှာရပိုင်ခွင့်နေပြန်ရခြင်းအကျိုးပေးခြင်းနဲ့တိုးတက်ခြင်းတွေရှိမယ်25ရက်နေ့မှာအလုံးစုံကောင်းခြင်းကံတွေတိုးတက်ခြင်းတွေရှိတယ်ရရဆင်းပြေမယ်26ရက်နေ့မှာအပြိုင်ဆိုင်အလုံးကိုကြော်ပြီးဘဝတိုးတက်ခြင်းနဲ့ကံကောင်းခြင်းကိုကြော်မယ်28ရက်နေ့မှာတော့ရံများမယ်ပြိုင်များမယ်တိုက်ခတ်များမယ်28ရက်နေ့မှာ မင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရတဲ့စိတ်ချမ်းမြေ့သာစရာတွေကြုံမယ်ရရဆင်းပြေမယ်29ရက်နေ့မှာ ခရီးကံကောင်းမယ်လူမျိုးခွဲအကျိုးပေးမယ်30ရင်းနေ့မှာရပိုင်권တွေလက်ဝယ်ပြန်လည်ရရှိခြင်းနဲ့တိုးတက်ခြင်းကံကြမ္မာတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်ဒီကာလအတွင်းမှာ22ရက်နေ့24ရက်နေ့25ရက်နေ့28ရက်နေ့တွေမှာကောင်းစေမင်္ဂလာရက်ကောင်းနေဖြစ်ပြီးအဲ့ဒီနေ့မှာကောင်းစေကောင်းချောပြည့်ရင်ထူးထူးခြားခြားကောင်းခြင်းကံကြမ္မာတွေကိုရရှိနိုင်ပါတယ်တိုက်တိုက်ဆိုင်ဆိုင်မဲ့ဒီ26 29နှစ်ရက်ဆက်တိုက်တော်မှာဒနာသီတိနက္ခတ်ဆန်းရှင်တော်အဲ့ဒီကာလတွေမှာမြင့်မြတ်တဲ့ငွေကြေးကိစ္စလက်လာပါကိစ္စတွေအတွက်ဆောင်ရွက်တဲ့အစီအစဉ်တွေလုပ်ရန်အတွက်လည်းအခါကျရောက်ပါတယ်ဒီတပတ်တော်ကာလအတွင်းဇာသပတိနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်36ကိုကနန်းနေ့ကျိုးပေးတယ်အနီရောင်အပြာရောင်ပန်းရောင်တို့ကိုသုံးပြီးအလိုရှိရာကိစ္စများဆောင်ရွက်ပါအနီရောင်ပန်းဝင်လေးတွေဖျားကတ်လူပြီးလောရဆူတောင်းမှာ ဆုတောင်းပြေပါလိမ့်မယ်ကျေးဇူးတင်ပါတယ်။စောက်ကြနေမွေးစွာသောမင်္ဂလာပါ။2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာဝေကြီးကံကောင်းမဲ့လက်ဖွင့်မဲ့လူပြည့်စုံမဲ့မိကောင်းဆွေကောင်းထောက်ကူရမယ်။ကိုယ့်ရဲ့ကံကြမ္မာရဲ့အနေထားဘဝအခြေအနေမြန်မာတိုးတက်ခြင်းနဲ့အလိုဆန္ဒပြည့်စုံဆောင်ရွက်နိုင်တဲ့အနေထားကောင်းတဲ့တိုးတက်မှုကောင်းတို့ကိုရရှိမှာဖြစ်ပါလေ။၂၀နှစ်နေမှာ လက်ပွင့်မယ်လူရပြည့်စုံမယ်ဘဝတိုးတက်မယ်ဒါပေမဲ့မတော်တဆနေကျူးဆက်ရမယ်အနောက်ရောက်ကုတီသွားစရာနေရှိတတ်တယ်အဓိကနေ့တနင်္ဂနွေညနေ3:00နာရီသတိထား23ရက်နေ့မှာတော့လက်ပွင့်ကံပွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းတွေကိုဖဏီးနိုင်တဲ့နေထားရှိတယ်24ရက်နေ့မှာရန်တိုက်ခံနေရှိပြီးလောက်ရမယ်25ရက်နေ့မြတ်တရားရကံကောင်းမယ်မင်္ဂလာကိစ္စပါဝင်ပတ်သက်ရမယ်စိတ်ချမ်းသာမယ်26ရက်နေ့မှာ အပြောင်းလဲတဲ့ခီးကိစ္စအစဉ်ပြေမှုနဲ့တိုးတက်မှုရှိမယ်29ရက်နေ့မှာမထင်မှားပဲငွေဝင်မယ်လက်ဖွဲ့မယ်လုံးသမျှကြာစီသမျှအောင်မြင်မယ်28မှာရန်ပတိပက္ခရနဲ့ထိတဲ့တွေ့မယ်ကိုယ်ပေါ်မှာနှောက်ရက်တဲ့သူတွေနဲ့တွေ့ရတဲ့29ရက်နေ့မှာပေါ်လာတဲ့ခွေရည်တွေကိုလက်တွေ့သုံးချပြီးဘဝတိုးတက်မှုရနိုင်တယ်30ရက်နေ့မှာလက်ဖွင့်ခြင်းကံဖွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းတို့ကိုဖန်တီးရယူနိုင်တဲ့ကံချင်းနေနဲ့ဘဝတိုးတက်မှုတွေရဲ့ကောင်းသောအနှစ်သာရတွေကို ကျုံထွေရမှာဖြစ်ပါလေဒီကာလအတွင်းမှာဇာသပတိနေဗုဒ္ဓနေငါနေမွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာတော့ကြမွေးသူတွေဒုက္ခပေးတယ်နှစ်သုံးခုကနန်းနေအကျိုးပေးတယ်အဖြူစိမ့်မိခိုးရောင်တို့သုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နေပါလေဒီကာလအတွင်းထူးခြားချက်ကတော့နိုဝင်ဘာ20နေ့နိုဝင်ဘာ24 25 28ရက်နေ့ဒီမှာကောင်းစီကောင်းလျှော်ပြုရဲ့ ကျက်တည်မင်္ဂလာရှိတယ်။မင်္ဂလာရှိပြီးတော့တိုးတက်မှုဖုံးကန်စေဝံမြန်မာချင်းနေရှိမယ်။26ရက်နေ့29ရက်နေ့နှစ်ရက်ဆက်တိုက်ကတနသိတိနက်ခတ်စမ်းရှင်ခြင်းကိုကြုံတယ်။ထူးခြားစွာငွေကြေးကိစ္စတွေအတွက်ပြောဆိုဆောင်ရွက်ခြင်းတွေလုပ်ကိုင်နိုင်တယ်။ဒီတစ်ပတ်အတွင်းမှာစပယ်ပန်းမကြာခဏဖျားလူပေးပါထူးထူးခြားခြားကောင်းခြင်းတွေရှိလာ။ကျေးဇူးတင်ပါတယ်။နေ့နေ့မွေးသူအားလုံးမင်္ဂလာပါ။ 2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့ကနေစပြီး30ရက်နေ့တော်တွင်မှာအပြိုင်ဆိုင်အားလုံးကိုကြော်ပြီးတိုးတက်မယ်ရှင်ပြန်မှုတွေမှာအောင်မြင်မယ်မူလအနေထားနေပုံမြင့်နေနေထားကူပြောင်းတိုးတက်သွားမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေးတိုးလုံခံခြင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးနဲ့တိုးတက်ဖို့ရှိမယ်ငွေကြေးပေးယူကိစ္စသတိထားရမယ်လုပ်ငန်းသစ်အခြေသစ်တွေကိုလက်တွေ့ကောင်းထည့်ဖော်နိုင်တယ်ပညာလုပ်ငန်း နှခုဒွန်တွဲတိုးတက်ခြင်းရဲ့အနှစ်သာရကြုံမဲ့ရဝေးရကောင်းသောသတင်းစကားကြားရမယ်။၂၀နှစ်နေမှာထူးခြားတဲ့ကံပွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းကိုကြုံမဲ့မတော်တဆနေကူးဆက်ရမယ်။အနောက်ရက်ကိုတည်သွားစေနေရှိတတ်တဲ့နေတနိုင်ခွဲနဲ့ညနေ၃နိုင်တွင်သတိထား။23ရက်နေမှာရန်အားလုံးကိုကြော်ပြီးမှအလိုရှိရာပြည့်စုံမယ်။24ရက်နေမှာမိကောင်းဆွေကောင်းတောက်ကူရခြင်းစူပေါင်းချိုးပေးခြင်း ဘဝတုတ်တက်ခြင်းကြောင့်မယ်25ရင်းနေမှာလုပ်ငန်းသင်ကြံသင်စီပြင်မယ်လူမျိုးခွဲချိုးပေးမယ်26ရင်းနေငွေကြေးလက်တာပါကံကောင်းခြင်းစီဝါကောင်းခြင်းနဲ့တုတ်တက်ခြင်းနေကြောင့်မယ်29ရင်းနေမှာရန်တိုက်ခံနေတဲ့ကြောင့်မယ်သူတစ်ပါးကြောင့်ကိုရွယ်ချက်တွေနှောင့်နှေးခြင်းပြဿနာဖြစ်ခြင်းနေကြောင့်မယ်28ရင်းနေမှာဥတီချက်သစ်နဲ့လုပ်ငန်းခြင်းချိုးပေးမယ်30ရင်းနေမှာလက်ပွင့်ခြင်းကံကောင်းခြင်းအလိုပြည့်စုံခြင်းနေကြောင့်မယ်ဒီကံလအတွင်းနိုဝင်ဘာလ20ရက်နေ့နိုဝင်ဘာ 2425ရဲ့နေ့တွေမှာကောင်းစေကောင်းလျှော်ပြုရင်ထူးထူးခြားခြားကံကောင်းခြင်းဖုံးကံကြီးမားခြင်းနဲ့ကြိုးပမ်းခြင်းတွေရှိမယ်ဒီကာလအတွင်းမှာနိုဝင်ဘာလ26နဲ့29ရက်ဆက်တိုက်ကတဏှာသိတိနက္ခတ်ဆန်းရှင်တဲ့ရက်တွေဖြစ်တဲ့ဝေကြီးရာကိစ္စတွေအတွက်ဆောင်းရွက်ရန်ကောင်းသော အနေထားနဲ့တိုးတက်တဲ့ကံတွေပွင့်တယ်တနည်းလာနေ့တောက်ချာနေ့ စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနေ့ကတွင်နေ့ပုံထုနေ့မွေးသူတွေဒုက္ခပေးတတ်တယ်တိလေးကိုကနန်းကိုသုံးရမယ်အညိုရောင်ပြာရောင်မိခွရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးအလိုရှိအကိစ္စများဆောင်ရွက်ပါနေနီးပါးမှာရှိတဲ့ဖုံးတော်ကြီးเจ้าမှာစံအလူဒါနပြုပေးပါကျေးဇူးတင်ပါတယ်